အားလုံးပဲမင်္ဂလာပါရှင်ကျမတို့အမေအများဆုံးဖြစ်တဲ့ဒီရှိပန်းဝေပန်းပင်ကိုပါအစာကျွေးတယ်ဆိုတော့ညီကိုမောင်နှမများရှင်ကျမတို့ပါအစာကျွေးတယ်ဆိုတော့ကျမတို့နောက်ချီးရဲ့ငုံချီး ခွဲပြအဲ့သုံးမျိုးကျမတို့ရောပြီးတော့ဒီတစ်နှစ်လောက်ထောင်ထားနိုင်အကောင်းဆုံးပေါ့နော်ကျမတို့အခုကျွေးနေတဲ့ဟာကကိုရင်းမတိုင်ခင်မှာထောင်ထားတဲ့ဟာလေးကိုအခုပြန်ပြီးတော့ခုံဆွာလေးတွေလုပ်တယ်အေးခံတယ်ပြီးတော့စနစ်တကျကျွေးပေးတာပေါ့နော်အခုလိုမျိုးအစာကျွေးတာကိုတစ်နှစ်ကိုအနည်းဆုံးနှစ်ချိန် ွေးပေးနိုင်ရင်အကောင်းဆုံးပေါ့နော်အခုမိုးမိုးမကြခင်တစ်ချိန်ရယ်မိုးအကုန်ပေါ့နော်အခုလိုမျိုးဆဲလာဆဲလာပိုင်းလောက်မှာတစ်ချိန်ပြန်ကြွေးပေးမယ်ဆိုရင်အပင်အပင်အားကောင်းမယ်အဖူးအားကောင်းမယ်အဲ့လိုမျိုးဟိုအနည်းဆုံးနှစ်ချိန်လောက်တော့တွေးပေးသင့်တယ်ပေါ့နော်အခုလိုမျိုးကျမတို့ကောနော်ဒီကလိုင်းပေါ်ကနေမေးတဲ့ဒီကိုမောင်နှမအများအတွက်ဒါအတင်ပေးခြင်းဖြစ်ပါတယ်ရှင်ဒီတကယ်တကယ်ပညာတတ်တွေ ကြတော့လေကျမတို့ဒီကနေပဲဖြည်းဖြည်းအကြံပေးလို့ရပါတယ်ရှင်ကျမတို့မှလည်းဒီပညာသင်ကာလဆိုတော့ကျမတို့မှလည်းဟိုတက်တက်တော့မှတ်တော့ပဲသင်ပေးတာပေါ့နော်ကျမတို့လည်းကျွမ်းကျင်တဲ့ပညာရှင်မဟုတ်ပါဘူးရှင်ဒီကနေပဲဟိုဆရာတွေပေါ့နော်ကျမတို့အကြံပေးရှင်တဲ့လူရှင်ကျန်ပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်